တသိန်း9900နဲ့ရမယ်အမှန်ရဲ့ငါးမှုအော်တိုပရက်ရှာပန့်စကားပြောတာနည်းနည်းလေးနှင်းဒီခံပြီနော်ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်အမှန်ကတော့သူထုတ်လိုက်တဲ့ဒီရေနဲ့ပတ်သက်တဲ့ပစ္စည်းတွေကအဖိုးနှဲဝင်ပါလို့ပြောလို့ရတယ်ဗျာအရင်သူက high end အနေနဲ့ထုတ်တာမဟုတ်ဘဲနဲ့ mid range နဲ့ထုတ်တယ်ဒါပေမဲ့သူတက်မှတ်ထားတဲ့ဈေးနှုန်းတွေကသူ quality နဲ့ရှင်မယ်ဆိုရင်အရင်တက်တာပဲဗျာ emblem design ကလည်း new emblem design ီးတော့လို့ရှိရင်သူကဒီမှာဆိုရင် water sensor ထည့်ခြင်းတောင်ထည့်လို့ရတဲ့ဒီ option နေနဲ့ပါတယ်ဒါကတော့ကတို့ကခုနပုံမှန်ဆိုရင်တော့ sensor ထည့်တဲ့ပုံစံမျိုးပေါ့သူကတော့ web အနေနဲ့ဆိုရင်380 web တမင်းနစ်ကိုရတဲ့ရေလီတာက33လီတာ session ကတော့ထုံးစံတိုင်းပဲကျွန်တော်တို့ကရေမော်တာ9မူးတွေပဲဖြစ်တကောင်တွေပဲဖြစ်ဖြစ်8မီတာ8.5 9မီတာဒီဝင်းကျင်ပဲရတယ်ဗျအာ maximum head အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလို ampler ပုံစံမျိုးတွေကတော့ကျွန်တော်တို့အာဘယ်လိုပြောမလဲ အများဆုံးအဲ၄လ၅လ၆လလောက်ဒီကောင်းကောင်း AC တင်လို့ရတယ်တုံးထားတဲ့အထဲမှာကျွန်တော်တို့ condenser ရဲ့ US ကလည်း 8UF ကိုတုံးထားတာဖြစ်တဲ့အတွက်ငေါမှု auto pressure ပတ်နေမှာတုံးတယ်ကျွန်တော်တို့ဘယ်လိုခေါ်မလဲ normal ပုံမှန်တုံးတဲ့ site အနေထားကိုတုံးထားပေးတယ်ဗျာကဲဒါဆိုလို့ရှိရင်တော့အမှန်ရဲ့အမိုက်စာကျွန်တော်တို့ငါမူ auto pressure band ကိုလိုယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် Tego 7 electronic hardware band ကိုကြော်လန့်ခဲ့ဖို့ဖိတ်ခဲ့ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်